ကဲကျွန်တော်မိတ်ဆွေပေါင်းမင်္ဂလာပါ6လပိုင်းတရက်ကနေပြီးတော့6လပိုင်း30ရက်ထိပေါ့နော်6လပိုင်းတင်းငွေတာသမီးတွေသူကကြာရောက်လာတော့40နမိတာပါကြမလဲဆိုလို့ရှင်တော့အပေါ်မှာ3အောက်မှာ10ပေါ့နော်10အဲ့ဒီနမိကိုကြာပါတယ် ဒီချိန်မှာတနင်္ဂနွေသားပြီးတွေရဲ့ငန်းစာတာမှာကျမ်းမာရေးနဲ့ပတ်သက်ပြီးဒီတစ်လလုံးမှာအဲ့တော့အောင်မြင်အောင်ကိုကုတဲ့စေကိုစားတဲ့စေကိုလုပ်တဲ့လုပ်ငန်းစသည်အပြင်အတိုက်အခံနှောက်ယှက်တွေကျင်းအောင်ရှေ့ဆက်ဖို့ကိုဒါဒီတစ်လလုံးမှာအတလို့အကြောင်းလေးခံလာတတ်တယ်ပြုလုပ်ပါတတ်တယ်လောက်ကြရတတ်ပါတယ်နောက်တစ်ခုကငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာချိန်ဆရတယ် ဒီလိုလုပ်ရင်ကောင်းမလားပတ်စံနဲ့ပတ်သက်တဲ့ကိစ္စအခြေရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာချိန်ဆနေရတတ်တယ်နောက်တစ်ခုအိမ်ောင်ရေးနဲ့ပတ်သက်တဲ့ကိစ္စအမျိုးသမီးများဖို့ကတော့ကိုယောက်ျားကိုဘောတစ္ဆာမရှိကိုကိုနိုင်ကလည်းဘသူ့ဘုံမှာတစ္ဆာမရှိမထားဘူးအဲ့ဒါကိုလည်းလှုပ်ချင်တာလှုပ်မယ်သူလည်းလှုပ်ချင်တာလှုပ်မယ်ဆိုတဲ့ပုံစံမျိုးတွေကြာရောက်တတ်တယ်ဖြစ်ပေါ်တတ်တယ်သားသမီးတွေအတွက် သားသမီးတွေလှဖို့သားသမီးတွေစိတ်ချမ်းသာဖို့အဲ့လိုအကြောင်းအရာတွေငါဘလို့ဖန်တီးရင်ကောင်းမလဲဆိုတဲ့ဟာမျိုးတွေလည်းစဉ်းစားဆုံးဖြတ်မိတာမျိုးတွေဖြစ်တတ်ပါတယ်ဒီတလလုံးမှာအဲ့တော့အောက်လက်ငယ်သားတွေနဲ့ပတ်သက်ပြီးလို့ရှိရင်အဆင်မပြေတာတွေအဲ့ဒါတွေရှိလို့ရှိရင်လည်းပြန်ပြီးတော့အဆင်ပြေမယ်ပညာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေတင်းတွေသားသမီးတွေမှာစိတ်ညစ်စရာပူပန်မှုအခက်မသင့်စရာတွေကြုံတွေ့ရတတ်တဲ့ ခကြီးတွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုလို့ရှိရင်လည်းသွားတဲ့မသွားတဲ့လုံတဲ့မလုံတဲ့အဲ့တော့ကိုယ်မှာစိတ်ပူပဲမှုတွေနောင်ရေးအတွက်ပါမရဖန်အတွက်ပါစသည်အပြင်အဲ့တလို့ဟာမျိုးအတွက်တွေပါပူပင်ပေါက်ကများနေရတတ်ပါလေလူမျိုးကလူမျိုးချားနဲ့ပတ်သက်လို့ရှိရင်ဒီချိန်မှာအကျိုးပေးတယ်ဆိုတဲ့ကာလကိုရောက်နေပါတယ်အဲ့တော့အဆက်အသွယ်ကောင်းတရင်ကောင်းတွေရရှိပဲကိုယ်အကူအညီကောင်းတွေ ပေးတာမျိုးကိုကလည်းသူတို့ကိုကူညီရတာမျိုးအဲ့လိုဟာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်အဲ့တော့ဒီတလာလုံးမှာရှောင်းရံကတော့ဘဲဥနဲ့ပတ်သက်ပြီးရှောင်းမယ်ပိန်းဥနဲ့ပတ်သက်ပြီးရှောင်းမယ်အဲ့လိုဟာမျိုးရှောင်းရင်တော့ကံကောင်းသွားပါလိမ့်မယ်လူပွဲပစ္စည်းအနေရရအနေနဲ့ကတော့ရှောင်းသီးတော့ဖျားမှလူမယ်အဲ့တော့ရှောက်သီးနဲ့ပတ်သက်တဲ့ဟာတွေလူရမ်းပြီပဲကိုကို၌လဲရှောက်သီးသုံးစားမယ်အဲ့ဒါဆိုလို့ရှိရင်တင်းငွေသားသမီးတွေအားလုံးကံကောင်းသွားပါလိမ့်မယ် ကဲအကျိုးပေးတဲ့ဌီကနန်းအနေနဲ့ကတော့၄အစ၅၆အစုံအတလူကနန်းမျိုးကိုထိုးစေခြင်းပါလေဒီတလားလုံးမှာတင်းငွေတာသမီးတွေပါတယ်ကျုံရလဲဆိုလို့ရှင်ဘဝနောင်ရေးအတွက်တိုးတက်ကြီးပွားဖို့လှုပ်ရှင်တဲ့စိတ်ဆန္ဒတွေများတတ်တယ်တင်းငွေတာသမီးတွေမှာယောဂဟောင်းဝေဒနာဟောင်းတွေပေါ်တတ်တယ်တင်းငွေတာသမီးတွေငွေများများဝင်ကျင်တယ်ဆိုလို့ရှင်တော့မိဘအယွယ်ပုံပုံမျိုးတွေကို လက်ဖက်နဲ့ပတ်သက်ပြီးဆေးနဲ့ပတ်သက်ပြီးအဲ့နှစ်မျိုးသလုံးလက်ဖက်ခေါ်ဆေးရောအဲ့ဒီဥစ္စာနှစ်ခုကိုလှူဒန်းရင်အလိုရှိရာစုတောင်းပါလုပ်ငန်းကိန်းကန်းတွေနဲ့ပတ်သက်ပြီးအတိုက်ခံတွေများတယ်အဲ့ဒီအတွက်ကြောင့်လုပ်ငန်းကိန်းကန်းတွေမှာအောင်မြင်ကြတယ်ဆိုလို့ရှိရင်တော့ဖုန်ကြီးရဟန်းကိုပြုတ်လုံးလှူပေးဖုန်ကြီးရဟန်းကိုပြပြုတ်လုံးလှူပေးလို့ရတယ်နောက်ပြီးတော့ဖျားလှူလို့ရတယ်အဲ့ဒီဥစ္စာနှစ်မျိုးလှူဒန်းပေးပါ ကဲဒီလောက်ပါပဲကျွန်တော်ကြော်စေးဖာပဲကဲတင်းလာပါသမီးလို့ဆိုတော့ဒူးဆက်ပြေတယ်အပေါ်မှာတက်အောက်မှာတော့အဲ့ဒီမြင်းတဲ့အတိုင်းပဲเนาะကဲအဲ့တော့ဒီချိန်မှာတင်းလာသားသမီးတွေအတွက်ဒီတိုင်းကြားလောက်ကြားရောက်ပြီးဆိုတဲ့အတွက်ကြောင့်တင်းလာသားသမီးတွေကဘာပဲလုပ်လို့နှခါနှခါပြန်လောက်ရမယ်နှခါပြန်ကြိုးစားရမယ်အဲ့လိုခါမျိုးဖြစ်တတ်တယ် ိုအထင်ကြီးတဲ့လူကအထင်ကြီးစရာမကောင်းဘူးကိုအထင်အထင်သေးမိတဲ့လူကလေးစားစရာကောင်းတာမျိုးဖြစ်တတ်တယ်ဒီချိန်မှာအစားတောက်နဲ့ပတ်သက်ပြီးကလွေးပြက်မယ်ကျန်းမာရေးနဲ့ပတ်သက်ပြီးညံ့တတ်တယ်အဲ့တော့ကျန်းမာရေးနဲ့ပတ်သက်လို့ကတော့ခြေလက်နာတဲ့ယောဂါပါစပ်စပ်အရသာမရှိတဲ့ယောဂါကလွေးပြက်တဲ့ယောဂါမျိုးဖြစ်တတ်ပါတယ်အဲ့တော့အိမ်အောင်ရေးနဲ့ပတ်သက်လို့ရှိရင်လည်းနောင်ရေးတွေတွေးပူရတာမျိုးအခြေရေးတွေအတွက်မပြည့်စုံတာမျိုးတွေဖြစ်တတ်တဲ့အပြင် လုပ်ငန်းကိန်းကန်းတွေနဲ့ပတ်သက်ပြီးစိတ်ပူပန်မှုတွေများနေရတတ်တဲ့ လုပ်ငန်းကံကံတွေဆုံးဆုံးမှကြောက်တယ်အဲ့တော့အလုပ်နဲ့ပတ်သက်ပြီးမတရားဖိပြီးတော့စူးစမ်းကြတာမျိုးတရင်းလာသားသမီးတွေမှာဖြစ်ပေါ်တတ်ပါတယ်အဲ့တော့ပုံမှန်တိုင်းလုပ်ပါကိုကအဆင်ပြေနေတာပဲဒီတဲ့ပို့ပြီးတော့ဆုပ်ယုပ်ဖို့အဆင်မပြေဖို့ဆိုတာမရှိပါဘူးအဲ့တော့အမှုခင်းပြဿနာတွေနဲ့ပတ်သက်လို့ရှင်လဲကိုဘကကျိန်းတွေကိုအနိုင်ရမယ်ဒါပေမဲ့အမှုတွေကအခုတမျိုးတော့ကြတယ်မျိုးပြောင်းလဲသွားနိုင်တယ် ကိုထင်တာတမျိုးဖြစ်လာတာတမျိုးအဲ့လိုဟာမျိုးဖြစ်တတ်တယ်ဒါပြဿနာတွေနဲ့ပတ်သက်ပြီးပေါ့နော်ခยีနဲ့ပတ်သက်လို့ရှင်လည်းဒီကာလအတွင်းမှာမသွားရတော့ဘူးလို့ထင်ထားတဲ့ကိစ္စတွေပြန်လဲကန်ကောင်းသွားတာမျိုးကြုံမယ်မိတ်ဆွေပေါင်းသင်းတွေနဲ့ပတ်သက်လို့ရှင်လည်းကို့ကိုကောင်းတဲ့သူတွေကကို့ဘောမကောင်းဘူးကို့ဘောမကောင်းတဲ့သူတွေကကို့ဘောကောင်းတာမျိုးကြုံတွေ့ရပါလိမ့်မယ်လာပါမှုအမှုပညာလုပ်ငန်းနဲ့ပတ်သက်လို့ရှင်တဲ့ဒီကာလအတွင်းမှာစိတ်ပူပင်စရာတွေကြုံတွေ့ရတတ်တယ် သူများကူညီလို့သူများပံ့ပိုးလို့သူများအကြံဉာဏ်ပေးလို့သူများကြောင့်ကိုယ်မှာတိုးတက်ပြောင်းလဲတာမျိုးဖြစ်တယ်မယ်ကို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 ၌စူးစားတဲ့ကိစ္စတွေမှာလုံးဝမအောင်မြင်တာကိုဖြစ်တတ်တယ်အဲ့တော့တင်းလာသားသမီးတွေငွေကြေးတွေနဲ့ပတ်သက်ပြီးအဆင်ပြေခြင်းနဲ့လိုချင်တယ်ဆိုလို့ရှင်တော့ တောင်းရန်စားတော့တဲ့သူများကိုမြေပဲပေါင်မုတ်စသည်အဖြစ်မြေပဲလော်မြေပဲကျော်ရတယ်နောက်ပြီးတော့ပေါင်မုတ်တမျိုးမျိုးရတယ်အဲ့ဒီဥစ္စာနှစ်ခုလှူပေးပါအဲ့ဒါဆိုရင်ငွေများများဝင်ပါလိမ့်မယ်တင်းလာသားသမီးတွေမှာဒီကာလအတွင်းဒီတစ်လအတွင်းမှာကံကောင်းဖို့အတွက်ဆိုလို့ရှင်တော့တင်းလာနေ့မှာအင်ကြီးတစ်ထည်အဟောင်းလေးတစ်ထည်ဝေးအိမ်မှာနောက်တစ်နေ့နေ့လေလဲကြလဲကြအောင်နောက်တစ်နေ့နေ့လေနှစ်နာရီလောက်မှာအဲ့ဒီအင်ကြီးကိုလေတိုက်တဲ့ အမြင့်တနေရာမှာခြိထားပေးလိုက်ပါလုံးဝပြန်ပြီးတော့မယူပါနဲ့မယုတ်ပါနဲ့အဲ့ဒီခြေကနေစတင်ပြီးတော့ကိုယ့်ရဲ့ကံတလင်းလာသားသမီးမှာရှိနေသောညံ့နေအားလုံးဒီအိမ်ကြီးနဲ့လူတစ်ခါတည်းပါသွားသည်ဒီခြေကနေစတင်ပြီးတလင်းလာသားသမီးဘသူကံကောင်းစီလို့ပြောပြီးတော့အဲ့ဒီအိမ်ကြီးလေးကိုလေတိုက်တဲ့နေရာမှာခြိထားလိုက်ပါအဲ့ဒါဆိုအရာအားလုံးကံကောင်းမှုတွေကြုံပါလိမ့်မယ် အဲ့တော့အလုတ်ကိုင်းနဲ့ပတ်သက်ပြီးအဆင်ပြေခြင်းနဲ့လုပ်ငန်းကိုင်ခန်းတွေအတွက်ကိုယ်မှထင်းငော့နေတာမျိုးကြံ့ကြာနေတာမျိုးခက်ခဲနေတာမျိုးဆိုလို့ရှင်တော့အင်ဂျီယာမဲ့အဲ့လိုနေထိုင်တဲ့သူတွေကိုစားเสียတောက်เสียတည်တည်စသည်အားဖြင့်အဲ့လိုဟာမျိုးလူတန်းလိုက်ပါသို့မဟုတ်သူ့လူတာမျိုးအဲ့လိုဟာမျိုးလုပ်ပါတောက်ကြံတယ်ပေါ့နော်တည်တည်စားเสียစသည်အားဖြင့်အဲ့လိုဟာမျိုးလူတန်းရင်အလိုရှိတာဆူတောင်းပါ ကံကောင်းမှုအတွက်ကတော့အုံသီးစိတ်မရမှလို့ပဲအုံသီးစိတ်စားပြီးတော့အလိုရှိရာဆူတောင်းမယ်အဲ့ဒါကိုကံကောင်းပါမယ်ကို့ညံ့စီတာတွေကဒီချိန်မှာ ဖုံးကြီးချောင်းနဲ့ပတ်သက်ပြီးညံ့စီတယ်မသွားနဲ့ကို့အတွက်ခိုက်တတ်တယ်ညံ့တတ်တယ်နောက်တစ်ခုကမုံရင်းကားမစားနဲ့အဲ့ဒီဥစ္စာနှစ်မျိုးရှောင်ပေးပါအကျိုးပေးတဲ့ကဏ္ဍအနေနဲ့ကတော့1 3 4အဲ့လိုကဏ္ဍမျိုးတွေကကိုယ့်အတွက်အကျိုးပေးပါလိမ့်မယ်။ကဲဒီလောက်ပါပဲ။ ။တင်ငါသားပြီးမိတ်ဆွေများတွေ6လပိုင်းတစ်လစာဒိုးဆက်ပေးတယ်။အဲ့တော့အပေါ်မှာ6အောက်မှာပလာအဲ့ဒီနမိတ်ကိုကြပါတယ်။အဲ့တော့အင်္ဂါသားသမီးတွေကဒီကာလအတွင်းမှာဘလို့တွေကြုံမလဲဆိုလို့ရှင်တော့အင်္ဂါသားသမီးတွေဖို့ အင်္ဂါသားသမီးတွေမှာဒီကာလအတွင်းမှာငွေကြေးတွေနဲ့ပတ်သက်ပြီးခက်ခဲတတ်တယ်။ကျင်းတွေရမယ်ဆိုတဲ့ဟာတွေကမရတာမျိုးစိတ်ပူပဲရတာမျိုးဖြစ်တတ်တယ်။ထင်းငော့ကြကြတာမျိုးကြုံမယ်။အိမ်အောင်ရေးနဲ့ပတ်သက်ပြီးအမျိုးသမီးများဖို့ကတော့ကံကောင်းတာလေကိုယ့်ရဲ့အိမ်အောင်ဘက်ကြောင့်ကိုယ့်ရဲ့ဘဝမှာတောက်ကြောင်တာအဲ့တော့အဆင်ပြေတာအဲ့လိုဟာကိုကြုံမယ်အဝေးတနေရာထွက်နေတဲ့သားသမီးတွေနဲ့ပတ်သက်လို့ရှိရင် သတင်းကောင်းကြားမယ်အဆက်အသွယ်ကောင်းတွေကြားရှိလိမ့်မယ်အဲ့တော့မထွက်သေးတဲ့သားသမီးတွေကလည်းအဝေးတနေရာထွက်သွားတာမျိုးအလုလုထားမျိုးအတလူခါမျိုးဖြစ်လိမ့်မယ်အောင်မြင်မဲ့လမ်းစားပေါ်ရောက်သွားတာမျိုးဖြစ်လိမ့်မယ်နောက်တစ်ခုကဥကောင်းနဲ့ပတ်သက်ပြီးဝေဒနာတစ်ခုခုခံစားရတဲ့တဲ့ကိုယ်စိတ်ထဲမှာမကြည်လင်တာမျိုးတွေဖြစ်တတ်တယ်မိသားစုညီကောင်မောင်နှမနဲ့မသိမြတ်တာမျိုးဖြစ်တဲ့အပြင် တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေနဲ့စိတ်ဝင်ကွဲစရာတွေအကြောင်းတွေဖန်လာတတ်တယ်။အဲ့တော့ဒီကာလအတွင်းမှာငွေများများဝင်ကျင်နေဆိုလို့ရှိရင်အင်္ဂါသားသမီးတွေကမိဘအရွယ်ဆရာသမားအရွယ်ပုံကူတွေကိုရေနဲ့ပတ်သက်တဲ့ဟာတွေလှူပေးမယ်။နောက်ပြီးတော့ရေသွေးထဲမှာထည့်တောက်တဲ့လက်ဖက်ချောက်လှူပေးလို့ရတယ်။ နောက်တစ်ခုဘာတွေလှူပေးလို့ရလဲဆိုလို့ရှင်လက်ကင်အိတ်လိုဟာမျိုးလှူလို့ရတယ်အဲ့ဒါလိုဟာမျိုးတွေလှူတမ်းပြီးတော့အလိုရှိရာဆူတောင်းမယ်နောက်လုပ်ငန်းကံကံနဲ့ပတ်သက်ပြီးရံပေါ်တယ်အထက်လူကြီးရတဲ့မျိုးအောက်လက်ငယ်သားတဲ့မျိုးစိတ်တိုင်းမကြစရာတွေကြုံတွေ့ရတတ်တယ်စိတ်ပြက်စရာတွေဖြစ်တတ်တယ်အဲ့ဒီအတွက်ကြောင့်အဲ့ဒီလုပ်ငန်းတွေကံကောင်းဖို့အလုပ်ငန်းကံကံနဲ့ပတ်သက်ပြီးအဆင်ပြေဖို့ဆိုလို့ရှင်တော့ဖုံးကြီးကြောင်းဘဲဝင်ချက်ပြီးတော့လှူပေးလိုက်ပါဆုံးဖို့လိုက်ပါအဲ့ဒါဆိုရင်ကံကောင်းသွားပါလိမ့်မယ် အကျိုးပေးတဲ့ကဏ္ဍအနေနဲ့ကတော့၄အစ၆အစ၆အစ၄အစအဲ့လိုကဏ္ဍမျိုးတွေကိုထီကန်ဆန်းတဲ့ပါတယ်။ရှောင်းမာတော့ဘဲဥဒီတလာလုံးလုံးဝမစားပါနဲ့အင်္ဂါသားမိများဘုဒ္ဓဘုသားသမီးများအတွက်၆လပိုင်း60ပေတင်လာပါပြီ။၆လပိုင်း60ပေတင်မှာဗာပြလဲဆိုလို့ရှိရင်တော့အပေါ်မှာ6အောက်မှာ8အဲ့ဒီနမိတ်ကိုကြပါတယ်။ ဲ့ဒီအတွက်ကြောင့်6လပိုင်း1လစာမှာဗုဒ္ဓဘုသားသမီးတွေကဒီတလာလုံးမှာခဏခဏစိတ်ညစ်ရတာလေတခုပို့တခုပြဿနာတွေနေ့တိုင်းလိုလိုတက်တာမျိုးဖြစ်ရှင်းရတာမျိုးတွေကြုံတွေ့ရတတ်တယ်။အဲ့တော့အဲ့ဒီပြဿနာတွေကိုကိုကစိတ်ရေးထားမယ်ဉာဏ်ရှိရှိအသုံးချမယ်စိတ်ထဲမှာရှိတဲ့အတိုင်းမပြောနဲ့တည်စီချာချာပြောတဲ့မပြောတဲ့ချိန်ပဲစဉ်းစားမယ်အဲ့ဒါအရေးကြီးဆုံးချက်ပါပဲ။ အခုချိန်ကနေစတင်ပြီးတော့တဘွားလုံးအတွက်ကြီးပွားချမ်းသာမယ့်အလုပ်တွေစတင်လုပ်ပိုင်ရတတ်တယ်။အဲ့တော့ဒီဗုဒ္ဓဟူးသားသမီးတွေမှာဒီကာလအတွက်မှာဘလို့ဟာမိုးကြုံမလဲဘဝနောင်ရေးအတွက်တွေးပူရတာမျိုးတွေဖြစ်တတ်ပါတယ်နော်ဗုဒ္ဓဟူးသားသမီးများအဲ့တော့နောင်ရေးအတွက်ကိုတွေးပူရတာမျိုးတွေကြုံတွေ့ရတတ်တယ်။အဲ့တော့ဗုဒ္ဓဟူးသားသမီးတွေမှာငွေကြေးနဲ့ပတ်သက်ပြီးပေးရမယ့်ဟာမပေးနိုင်ဘူးရမယ့်ဟာမရဘူးအဲ့လိုခက်ခဲတွေကြုံတွေ့ရတတ်တယ်။ လုပ်ငန်းကိန်းငန်းနဲ့ပတ်သက်ပြီးနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးမနာလိုတဲ့သူတွေမနေစေချင်တဲ့သူတွေမလုပ်စေချင်တဲ့သူတွေအဲ့လိုမျိုးစိတ်ယုတ်စိတ်ပါမွေးတဲ့သူတွေနဲ့ဒီတလားလုံးမှာကြုံဆုံတတ်တယ်။ငွေကြီးတွေနဲ့ပတ်သက်ပြီးလည်းမကြခင်မှာပြန်လဲပြီးတော့ပြည်လဲသွားမယ်လောလောဆယ်တော့ပူပင်နေရတာမျိုးဖြစ်တတ်တယ်။ပေးရမယ်ဟာလည်းမပေးနိုင်ဘူး၊ရရမယ်ဟာလည်းမရဘူး။အဲ့အခက်အခဲတွေကြုံမယ်။ကိုယ်စိတ်ကပျော်ခြင်းနဲ့ပါတင်တဲ့လွတ်လွတ်လပ်လပ်နေခြင်းနဲ့အဲ့လိုအထင်းအချုပ် အကုတ်မဲ့တဲ့ပုံစံမျိုးနေကျင်တဲ့စိတ်ဆန္ဒတွေကြောင့်ကိုယ်မှာပျော်ရွှင်မှုကျင်းသွားတာမျိုးဖြစ်တတ်တယ်။အဲ့တော့လူဆိုတာအထင်းအကုတ်ရှိမှအောင်မြင်မယ်။အထင်းအကုတ်မရှိတဲ့ကျန်းဆိုရင်တော့မှပဲဟိုကထောင်လီရထောင်ဗျာပတာဖြစ်တတ်တာကိုအဲ့ဒါလေးကိုတန်ဝေကယူပြီးတော့ကိုယ့်ရဲ့ဘဝမှာအထင်းအကုတ်ကလေးနဲ့ကိုယ်စိတ်ရောလူရောအကုန်လုံးနေကြည့်လိုက်ပါအဲ့ဒါဆိုအားလုံးကောင်းသွားပါလိမ့်မယ်။နောက်တစ်ခုကဘာပြောကျင်လဲဆိုလို့ရှိရင် ခန္ဓာကိုယ်မှာဘိုင်းနဲ့ပတ်သက်ပြဿနာဝမ်းဘိုင်းနဲ့ပတ်သက်တဲ့ပြဿနာအဲ့လိုဟာကိုဖြစ်တတ်တယ်ဗျအဲ့လိုဖြစ်ရင်လေကိုယ်မှာတဏ္ဍပြည့်ပြည့်နေလိုက်မယ်ပုတ်ပုတ်ပွားပွားနေမယ်အဲ့လိုမျိုးနေလိုက်ပါအဲ့ဒါဆိုကောင်းပါပါလိမ့်မယ်အတန်အပြန်လိုပါတယ်တန်ရှင်းမှုလိုပါတယ်စားတဲ့အစားစားဝတ်တဲ့အဝတ်နောက်ပြီးတော့ကိုယ်သုံးဆောင်တဲ့ပစ္စည်းတွေအရာခတ်သိမ်းတန်ရှင်း ဖို့တက်ရက်ဖို့နှပ်ပါဖို့တတ်တလို့ဟာမှုတွေလုပ်လိုက်ပါအဲ့ဒါဆိုလို့ရှိရင်တော့အားလုံးအစီအပြေကောင်းမှုသွားပါလိမ့်မယ်ရှောင်းဝမှာကတော့အင်္ဂါသားသမီးတောက်ကြသားသမီးကိုရှောင်းသင့်တယ်အင်္ဂါနံတောက်ကြနံဆိုလို့ရှိရင်တော့စိတ်သားစီးစီးအဲ့ဒီဥစ္စာနှမျိုးကိုရှောင်းသင့်တာပေါ့ဘလူအပ်ပဲဆေးသွင်းတာဆေးစားတာဆေးတောက်တာအဲ့ဒါလိုဟာမှုတွေကိုလည်းရှောင်းသင့်ပါတယ်ကံကောင်းစေဖို့အတွက်ကတော့တနင်္လာနဲ့ဗုဒ္ဓဟူးကိုလှူမယ်တနင်္လာနံနဲ့ဗုဒ္ဓဟူးဆိုတော့ခလေးတွေကိုချောကလက်လက်ဆောင်ပေးမယ် ကြံရည်တောက်မယ်မိုးရင်းဆိုတော့ကြံရည်မရနိုင်ဘူးအဲ့တော့ကြံကြံရည်မရရင်ကုတ္တိယပေါ့ကုတ္တိယမရလို့ရှင်ကရေကရာပေါ့အဲ့ဒါလို့ဟာမျိုးလေးလှူပြီးတော့အစာတောက်ပြီးတော့အလိုရှိရာဆူတောက်ကြည့်ပါဒီတလာလုံးမှာကန်ထူးကြကောင်းမွန်သွားပါလိမ့်မယ်နောက်ပြီးတော့ကိုယ်ကပြဿနာမရှာဘဲနဲ့အပေါင်းအသင်းတွေထဲမှာမိတ်ဆွေတွေထဲမှာသူတို့ကပြဿနာရှာပြီးကိုယ်ကိုမုန်းသွားတာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်ဆဲကပြန်မုန်းလေစီပါမှာ ူပြီးမဆိုင်ပါနဲ့အဲ့တော့ဘုံတဘူးသားသမီးတွေအတွက်ကတော့ဒီကာလအတွင်းမှာအေးအေးချမ်းချမ်းကောင်းကောင်းမွန်မွန်အောင်အောင်မြင်မြင်ဖြစ်ပါလိမ့်မယ်ဝင်ငွေကောင်းတဲ့အလုပ်တွေစတင်လုပ်ကြရတာမျိုးကြုံတွေ့ရပါလိမ့်မယ်အဲ့တော့ဒီကာလအတွင်းမှာတဘွားလုံးအတွက်ကြီးပွားချမ်းသာမယ့်အလုပ်တွေစတင်ရပါလိမ့်မယ်ကိုယ်မုန်းနေတဲ့ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်လို့ရှိရင်ဥပက္ခပြုလိုက်ပါဘာမှပြန်ပြီးတော့ကိုယ့်ဘက်ကပြောမနေပါနဲ့ ကိုသိချောင်းကိုလည်းလုံးဝမပြပါနဲ့အဲ့တိုင်းလေးရှေ့ဆက်သွားပါအားလုံးအဆင်ပြေပါလိမ့်မယ်ကဲဒီလောက်ပါပဲကျွန်တော်မိတ်ဆွေဘုံဦးသားမီးဤရောက်တိုင်းကျမ်းမာချမ်းသာလိုအပ်ဆန္ဒပြုပါပါစေကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380358ပဲဖြစ်ပါတယ်ဗီဒီယိုဟောပြောခြင်းကတော့နေ့တည်း17ရက်နဲ့17ရက်အတွင်းကိုဖုန်းဆက်မယ်နံပါတ်စင်ပေးမယ်ညနေ3နာရီအထိတူချင်းစီကိုပြန်လဲဟောကြားပေးလျက်ရှိကြောင်းပြောကြရင် ကျွန်တော်ကျော်စိန်ဖန်ရဲ့ပုံတို့သားမိများအတွက်တလှစာဒီမှာပဲနေကုန်ချုပ်ပြရစီဂျာသာဝေးသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဂျာသာဝေးသားသမီးတွေအတွက်တလှစာဒိုးဆက်ပေးနေရတော့အပေါ်မှာ၃အောက်မှာ၃အဲဒီဥစ္စာကိုကြာပါတယ်အဲ့တော့ဂျာသာဝေးသားသမီးတွေမှာဒီကာလအတွင်းမှာစိတ်အယမ်းညစ်စရာတွေကြုံတွေ့ရတတ်တယ်လက်ရှိနေရာမှာနေလိုခြင်းနဲ့စိတ်ဆန္ဒဘယ်လိုရှေ့ဆက်သွားမလဲဆိုတော့ အခက်အခဲအတလူဟာမျိုးတွေကြုံတွေ့ရတတ်တယ်။နောက်ပြီးတော့တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းနဲ့စိတ်ဝင်ကြွေးတာမျိုးတွေဖြစ်တတ်တယ်။ကြာသာတွေသားသမီးတွေမှာဒီကာလအတွင်းမှာဥကောင်းနဲ့ဘိုင်းနဲ့ပတ်သက်ပြီးဇပင်နဲ့ပတ်သက်ပြီးမျက်နှာဘိုင်းနဲ့ပတ်သက်ပြီးအလိုမကျတာစိတ်တမ်းမကျတာကျန်းမာရေးညံ့တာအတလူဟာမျိုးဥကောင်းဘိုင်းနဲ့ပတ်သက်ပြီးဖြစ်တတ်ပါလေ။အဲ့တော့နောက်တစ်ခုကဘာတွေဆက်ဖြစ်မလဲဆိုတာကိုခဏလေးသိဉ်းခံပြီးစောင့်စားပြပါနော်။ ဂျာဇာဝေးသားသမီးတွေမှာအဲ့တော့မိတ်ဆွေပေါင်းတဲ့ကောင်းတော်လန်ခွဲခြင်းမျိုးတွေကြုံမယ်ကို့ဘောရောက်ကောက်ချစ်တဲ့သူရုံမာတဲ့သူတွေနဲ့ဝေးကွာခွဲခွာခြင်းမျိုးတွေကြုံမယ်ကောင်းတာပေါ့နော်ကို့ဘောဒုက္ခပေးတဲ့သူနဲ့မဆုံးလားမတွေ့တော့လားဝေးသွားလားကျွန်တော်တော့အရန်ကောင်းတယ်လို့သတ်မှတ်တယ်နောက်တစ်ခုကခရီးတွေနဲ့ပတ်သက်ပြီး ပူပင်မှုတွေကြောင့်အိမ်ဆောင်ရေးနဲ့ပတ်သက်ပြီးယောက်ျားလေးများကိုပူပင်မှုတွေအဆင်မပြေမှုတွေအခက်မတင်စရာတွေဒီလိုလုံးမှာကြုံတတ်တယ်ဖြစ်တတ်တယ်နောက်တစ်ခုကကိုကမလုပ်ဘဲနဲ့သူများလုပ်တဲ့ပြဿနာသူများလုပ်တဲ့ငွေကြေးကိုကိုကစိုက်ရောရတာပြဿနာဖြေရှင်းရတာအဲ့ဒါလိုဟာမှုတွေကြုံတွေ့ရတတ်တယ်အိမ်ဆောင်ရှင်မိန်းကလေးများဖို့ကတော့ကိုရဲ့အိမ်ဆောင်ဘက်ပေါ်တန်တရားစိတ်တွေဝင်တတ်တယ်ကိုရဲ့ချစ်သူဘက်ပေါ်တန်တရားစိတ်တွေဝင်စရာတွေ ဲ့လိုအတွေးမျိုးတွေနဲ့ကို့မှာစိတ်တော့ကရောက်တာမျိုးဖြစ်တတ်ပါလေငွေအရန်ထွက်တတ်တယ်ငွေကထွက်တယ်ဘလောက်ရအောင်ထွက်လဲဆိုလို့ရှိရင်တော့ဒီနေ့ရတဲ့ဝင်ငွေဒီနေ့ကွက်တီပဲအဲ့လိုဟာမျိုးဖြစ်ထွက်တတ်တယ်အဲ့တော့ငွေများများဝင်အောင်ဖုန်းကြီးရဟန်းတွေကိုဖုန်းကြီးเจ้าကိုပါလူရမယ်ဆိုလို့ရှိရင် ်ပင်ငန်းလူပဲရေလူပဲအဲ့တလို့ဟာမို့လူတန်းပေးပါရေတွင်းရေကန်နဲ့ပတ်သက်တာလေလူလို့ရတယ်ရေထက်သုံးတဲ့ဟာလေရေလောင်ကန်နေလူလို့ရတယ်ရေကန်နေလူလို့ရတယ်အဲ့တလို့ဟာမို့လူမယ်အဲ့တော့ဘုံကြီးရဟန်းတွေခကြီးသွားလာမယ်ဆေးကုမယ်ဆိုလို့ရှင်လေအဲ့တလို့ဟာလူလူတန်းပေးလို့ရပါလေနောက်ပြီးတော့လုပ်ငန်းကိန်းကန်းနေနဲ့ပတ်သက်လို့ဆိုရင်ဒီကာလအတွင်းမှာဝင်ဝေကောင်းတဲ့အလုပ်တွေမထင်မှတ်ဖဲနဲ့ပြန်လဲပြီးတော့ဝင်ဝေကောင်းလာလား တိုးတက်လာတာရက်ဒီလဲပတ်နိုင်စွာဖြစ်သွားတာအဲ့လိုဟာမှုတွေကြုံမယ်အဲ့ဒါတွေကလည်းသူများအကူအညီပေးတာအကြံဉာဏ်ပေးတာသူများကြောင့်ခုမှဉာဏ်အလင်းပွင့်သွားတာအဲ့လိုဟာမှုဖြစ်နေမယ်အဲ့တော့လုပ်ငန်းကိန်းငန်းတွေနဲ့ပတ်သက်ပြီးကံကောင်းဖို့ဆိုလို့ရှိရင်တော့ဖျားမှာတံပေါက်တူပြီးတော့လို့အလိုရှိရဆူတောင်းမယ်ကိုကိုနိုင်လဲတံပေါက်ကလေးစားပြီးတော့ဆူတောင်းမှာတံပေါက်မရှိတဲ့အရက်ဒေသတွေမှာတံပေါက်တော့မတက်နိုင်တဲ့သူတွေပို့ရတော့မုတ်ဖက်ထုတ်ကလေးစားပြီးတော့ဆူတောင်းပြလိုက်ပါ တည်တည်တသာကံထူးကောင်းမွန်သွားပါလိမ့်မယ်အကျိုးပေးတဲ့နေနံနေရတော့ကြာသာပေးနဲ့စနေအကျိုးပေးတယ်အဲ့တော့ကြာသာပေးနဲ့စနေအကျိုးပေးတဲ့ဆိုတော့အဲ့အတွက်ကြောင့်ထီထိုးမှန်ဆိုရင်ရောခွန်တို့ငါးတို့ငါးတို့ခွန်တို့အဲ့လိုကနန်းပါတဲ့ဟာကိုထူးမှာပေါ့ကိုယ်ဒုက္ခပေးတာကတင်းလာနဲ့တောက်ကြဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်ဒီချိန်မှာကြက်သားမစားနဲ့သွားပြီးမစားနဲ့အတုပသေးညာရှောင်ပေးပါလို့ပြောရင်း ကြာသာလေးသာသမီများအတွက်ဒီမှာပဲညီကုံထုတ်ပြရသည်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 295 380 358ဖြစ်ပါတယ်ကြာသာမီများအတွက်ဇလစာဒူးဆက်ပေးတယ်6လပိုင်းအတွက်နော်အဲ့တော့6လပိုင်းမှာတောက်ကြာသာသမီတွေဘာတွေကြုံမလဲဆိုလို့ရှိရင်အပေါ်မှာ6အောက်မှာ6အဲအပေါ်မှာ9အောက်မှာ9အဲ့ဒီဥစ္စာကိုကြာပါတယ် အဲ့ဒီအတွက်ကြောင့်တောက်ကြပါသမီးတွေမှာဒီကာလအတွင်းမှာကိုဖြစ်တဲ့ပြဿနာမို့သူများဖြစ်တဲ့ကျန်းမာရေးကြောင့်ကိုယ်မှာစိတ်ညစ်ရတာမျိုးကြုံတွေ့ရနိုင်တယ်။နောက်ညီကောင်မောင်မမိသားစုနဲ့မတင်မြတ်တာမျိုးကြုံမယ်။ နောက်တစ်ခုကကိုယ့်ကိုကူညီခဲ့တဲ့သူတွေဒီချိန်မှာအဆင်မပြေဘူးကိုလည်းကူညီခြင်းနဲ့ကိုလည်းမတတ်နိုင်ဘူးအဲ့လိုဟာမျိုးတွေကြောင့်စိတ်သောကရောက်လာတာဖြစ်တတ်တယ်။ဆုံးရှုံးထားတဲ့ငွေကြေးတွေအတွက်စိတ်ပူလာတာမျိုးဖြစ်ပေါ်လာတတ်တယ်။အဲ့တော့အဲ့ဒီငွေကြေးတွေဆုံးရှုံးလာဆိုတော့ကိုယ့်အထင်ကြီးပြီးတော့သူတို့ကမပေးတာနော်။သူနေနိုင်တယ်စားနိုင်တယ်ဒီလောက်ငွေလေးနဲ့ဘာမှမမပြောတော့ ပလောက်ပါဘူးဆိုတဲ့ပုံစံမျိုးနဲ့သူတို့ကကိုထင်ပြီးတော့အထင်ကြီးပြီးတော့အဆင်မပြေတာမျိုးလို့သူကပြတယ်အဲ့တော့စိတ်လေးနေတဲ့စိတ်ပူပင်မှုတွေများနေတဲ့တဲတောက်ကြသားသမီးတွေမှာအောက်လက်ငယ်သားသားသမီးတွေအတွက်စိုးရင်ပူပန်မှုတွေများတတ်သလိုညီကောင်မောင်တို့ကမိသားစုနဲ့မသိမျက်တာမျိုးကြုံမယ်စိတ်ဝင်ကွဲစရာတွေကြုံတတ်ကြုံတတ်တယ်စိတ်ဝင်ကွဲတာကငွေချင်းမိတ်ဆွေအပေါင်းအသင်းတွေနဲ့စိတ်ဝင်ကွဲမယ်အဲ့လိုဟာမျိုးဖြစ်တတ်တယ် ။နောက်အလုပ်အကင်အတွက်ဒီလုပ်လို့ရင်ကောင်းမလားဟိုလိုအလုပ်လုပ်ရင်ကောင်းမလားကို့မှာချိန်ဆနေရတတ်တယ်။အလုပ်တွေအကုန်လုံးကိုသိမ်းကျုံးပြီးလုပ်ချင်တဲ့စိတ်ဆန္ဒတွေဖြစ်ပေါ်တတ်တယ်။အဲ့တော့ဒီတလလုံးမှာ तू ကချိန်ဆနေရတတ်တယ်။ချိန်ဆပြီးတော့အကျိုးရှိရအသုံးမချတာမျိုးလို့ तू ကတောက်ကြပါမှုတွေမှာကြုံတွေ့ရနိုင်တယ်။အခြေအနေနဲ့ပတ်သက်ပြီးစိတ်မပျော်ရွှင်စရာတွေဖြစ်တတ်တယ်။စမ်းလို့ရွေးချယ်စရာတွေများပြီးတော့ကို့မှာ တယောက်မှချေရမယ်သူမရှိတဲ့ပုံစံမျိုးဖြစ်တတ်တယ်။အိမ်ဆောင်ရေးနဲ့ပတ်သက်လို့ရှင်တော့နောင်ရေးတွေတွေးပူတယ်။ကိုယ်အိမ်ဆောင်ဘက်အတွက်လည်းပူတယ်။ကိုယ်အတွက်လည်းကိုယ်ပူတယ်။အဲ့ဒါကအမျိုးသမီးများဖို့အမျိုးသားများအဖို့ကတော့အိမ်ဆောင်ရေးမှာအကောင်းလွန်လို့စိတ်ညစ်ရတာမျိုးဖြစ်တတ်တယ်။နော်။ကိုယ်ကဂယုဆိုင်လွန်လို့စိတ်ညစ်ရတာကိုကချစ်တဲ့လွန်းသူကြီးမို့လို့တစ်ဖက်လူကရောက်တတ်တာ ကိုယ့်ရဲ့ချစ်ချင်းမေတ္တာကိုစော်ကားတာအဲ့လိုဟာမျိုးတွေဖြစ်တတ်ပါတယ်။အဲ့တော့ဒီကာလအတွင်းမှာငွေကြေးတွေနဲ့ပတ်သက်ပြီးကံကောင်းဖို့မြတ်မြတ်ဆဆာရဖို့မဆုံးရှုံးဖို့ဝင်ဖို့ဆိုလို့ရှင်တော့တရောင်းစားများကိုပန်းသီးလူပေးပါအဲ့ဒါဆိုလို့ရှင်တော့ငွေကြေးအတွက်ကံကောင်းမယ်အခြေအတွက်ကံကောင်းမယ်အိမ်နောင်ရှင်မိတ်ဆွေများအဖို့ကတော့အမျိုးသမီးများအဖို့ကတော့ခွေးများကို ဝက်သားပေါက်စီကျွေးမွေးပြီးတော့အလို့ရှိရာဆူတောင်းပါအဲ့ဒါဆိုအိမ်တော်ကြီးတာယာမယ်အလုတ်အကင် လုံနေတဲ့သူတွေလုပ်ငန်းကံကန်းနဲ့ပတ်သက်ပြီးအဆင်မပြေတဲ့သူတွေကတော့မလုပ်ရမလဲဆိုလို့ရှိရင်အင်ဂျင်ယာမဲ့တွေကိုခရီးစရိတ်စားစရိတ်အဲ့တလူဟာကိုထောက်ပံ့လူတန်းပေးလိုက်ပါအဲ့ဒါဆိုရင်လုပ်ငန်းကံကန်းနဲ့ပတ်သက်ပြီးအားလုံးအဆင်ပြေကောင်းမွန်သွားပါလိမ့်မယ်ကဲတောက်ကြသားမင်းများဖို့ကတော့ဒီလောက်ပါပဲ နေသားသမီးများအတွက်2025ခြောက်လပိုင်းတစ်လစာအတွက်ဒိုးဆက်ပေးတင်လာပြီဒိုးဆက်ပေးတင်မှာကြာရောက်ကြာရောက်ထားတော့အပေါ်မှာပလာအောက်မှာတစ်အဲ့ဒီကဏ္ဍကိုကြာရောက်ပါတယ်အဲ့ဒီအတွက်ကြောင့်စနေသားသမီးတွေကဒီကာလအတွင်းမှာဘလို့ဟာမိုးကြုံမလဲငွေတွေအထွက်များတာမျိုးကြုံမယ်နော်အဲ့တော့ငွေထွက်ပင်မဲ့ငွေတွေအများကြီးပြောင်းဝင်နိုင်တယ် ်ဘာကြောင့်ပြောင်းဝင်နိုင်တာလဲဆိုလို့ရှိရင်အစိုးနမိတ်ကားတိုက်တဲ့နမိတ်ကားနဲ့ပတ်သက်တဲ့ပြဿနာအဲ့ဒါလို့ဟာမို့တခုခုကြားပြီဆိုတာနဲ့ထိပြေးထိုးလိုက်ပါနေ့အစခွန်ဆုံးခွန်ဆနေ့ဆုံးအဲ့ဒါလို့ကဏ္ဍမျိုးကိုထိုးရင်ကံကောင်းပါလိမ့်မယ်ဒီစနေသားသမီးတွေမှာကိုယ်စိတ်မှာပူပင်တယ်ဟိုဟာလည်းပူတယ်ဒီဟာလည်းပူတယ်ပူပင်တော့ကအရန်များနေတယ်မိုးတွေဒီတော့ရွာနေတယ်တော့မှပဲယင်ထဲမှာပူနေရတော့ဆိုတဲ့စနေသားမျိုးအဖြစ်ကြုံတွေ့ရတတ်တယ်အဲ့တော့ အဲ့လိုမပြောတာအိမ်မက်တည်းကဘာတွေမက်လို့မမှန်မသိတာနောက်ပြီးတော့အဲ့ရနိုးရင်လန်းလန်းဆန်းဆန်းမရှိတာအဲ့လိုဟာမျိုးတွေဖြစ်တတ်တယ်စနေသားသမီးတွေစနေသားသမီးတွေမှာစီးနဲ့ပတ်သက်ပြီးပြဿနာတက်တတ်တယ်စီးနဲ့ပတ်သက်ပြီးစိတ်ညစ်ရတတ်တယ်အမျိုးသမီးများအဖို့ကတော့ကိုယ့်ရဲ့ယောက်ျားကိုတန်လျာစိတ်ဝင်တာစိတ်မချတာကိုယ့်စိတ်ထဲမှာတန်လျာစိတ်တွေနဲ့စိတ်ညစ်နေရတာအဲ့လိုဟာမျိုးဖြစ်တတ်တယ် သားသမီးအတွက်အောက်လက်ငယ်သားအတွက်ဆိုလို့ရှင်တော့ဒီကာလအတွက်မှာအားလုံးအဆင်ပြေပြေဖြစ်မယ်ဒါပေမဲ့သားသမီးတွေကအခုတမျိုးတော့ကြတမျိုးအခုဒီပုံစံတော့ကြပုံပုံစံအဲ့လိုဟာမျိုးစိတ်ညစ်စရာတွေပေးတတ်တယ်ဗျဒါအောက်လက်ငယ်သားသားသမီးနဲ့ပတ်သက်ပြီးအဲ့တော့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာစနေသားသားသမီးတွေမှာစနေသားသမီးတွေအခုကတော့ဘလို့မိုးကြုံမလဲဆိုလို့ရှင်တော့စိတ်ချမ်းသာစရာတွေပျော်ရွှင်စရာတွေကြုံမဲ့ အဲ့တော့အမှုခင်းပြဿနာတွေနဲ့ပတ်သက်တဲ့စနေသားသမီးတွေမှာကြုံတွေ့နေတယ်ဆိုလို့ရှိရင်တော့ဒီကာလအတွင်းမှာပိုဆိုးတဲ့ဟာမျိုးတွေဖြစ်တတ်တယ်အားကိုးရှာတယ်ပိုပြီးတော့အားမကိုးရဘဲနဲ့ကိုယ်ကိုနှိပ်ကွပ်ထားမျိုးအဲ့တော့အားကိုးရတော့မလို့လို့နဲ့ကိုယ်ကိုဒုက္ခပေးသွားတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့လုပ်ငန်းကိန်းကန်းတွေနဲ့ပတ်သက်ပြီးကံကောင်းခြင်းနဲ့အလုပ်လုပ်ရတာမပြောတာမျိုးစိတ်ညစ်နေတာမျိုးတွေရှိနေလို့ရှိရင်တော့ တောင်းရန်စားတော့တဲ့လူတွေကိုဘာလူရမဆိုရေခဲမုံလူတွေမိုးရွာနေရတဲ့ကြာတဲ့ရေခဲမုံသွားလူတွေတော့ကွာเนาะပြဿနာရှာမှာအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ရေခဲမုံလူလို့ရတယ်နောက်တစ်ခုကဘာတွေလူလို့ရလဲဆိုလို့ရှိရင်ဘုံတပူးနဲ့ဘုံတပူးနဲ့ဆိုဝက်သားပါတော့အစားစားတွေလူတန်းတွေဝက်သားပေါက်စီတို့ဝက်သားကျော်တို့အဲ့တို့ဟာမျိုးစသည်အပြင်လူပေးရင်ကံကောင်းသွားပါလိမ့်မယ် အဲ့တော့စနေသားသမီးတွေမှာဒီကာလအတွင်းမှာဘာတွေထပ်ပြီးပြောပြတရားလို့ရှောင်ရမှာကတော့အလှူနဲ့ပတ်သက်ပြီးမသွားနဲ့အလှူလုတဲ့နေရာကိုတက်နေမှရှောင်ပေးပါကိုကိုနိုင်လည်းအလှူအတန်းကြီးတွေဒီကာလအတွင်းမှာလုတ်ဖို့မသင့်သေးပါဘူးအဲ့တော့နောက်လမှဆက်ပြီးတော့ကြိုးစားပါဒီကာလအတွင်းမှာငွေများများဝင်ဖို့ဆိုလို့ရှိရင်တော့ကိုယ်ကို ခွေးကိုအင်္ဂါနံအင်္ဂါနံဆိုတော့စိတ်သားပေါ့အဲ့စိတ်သားနဲ့ပတ်သက်ပြီးကျွေးဒါမှမဟုတ်လဲစီစမ်းစားပြုပြီးတော့ကျွေးအဲ့လိုဟာမျိုးလုပ်ကြည့်လိုက်ပါအဲ့ဒါမျိုးများများဝင်လာပါလိမ့်မယ်ကဲဒီလောက်ပါပဲစနေသားမင်းအရောက်တိုင်းရောက်တဲ့ကျမ်းမာချမ်းသာလိုအပ်ဆန္ဒပြုပါပါစေလို့ဆန္ဒပြုပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 255 380 358ပဲဖြစ်ပါတယ်အကျိုးပေးတဲ့ကဏ္ဍတွေကတော့စနေနဲ့တနင်္လာ အဲ့တော့စနေနဲ့တနင်္လာဖြစ်တဲ့ဆိုတဲ့အတွက်ကြောင့်ခွန်အစနှစ်စုံနှစ်အစခွန်စုံကနန်းမျိုးကိုထိုးစီကြပါတယ်အဲ့တော့ကိုယ့်ရဲ့အိမ်ကိုယ့်ရဲ့နေရာထိုင်ခင်းလုပ်ငန်းကိစ္စမှာရှုပ်ပွားနေတဲ့ဟာတွေရှင်းလိုက်ပါအဲ့လိုရှင်းလိုက်တာနဲ့အာလုံးအညံ့တွေအာလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်ကဲဒီလောက်ပါပဲ